ဒီဒေါ်လာရေးက region change ဆိုတာထက် system change စနစ်အပြောင်းအလဲကိုသွားနေတယ်လို့ဒါအမြဲတမ်းကျမတို့ကိုယ်တိုင်ကြေကြော်နေတာပြောနေတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကောင်းမွန်တဲ့စနစ်အပြောင်းအလဲကိုကျမတို့ဥတည်ပြီးတော့စဉ်းစားတာပေါ့အဲ့တော့စဉ်းစားတဲ့နေရာမှာလာတဲ့ policy က top down မဟုတ်ဘူးအပေါ်ကနေလာမှာမဟုတ်ဘူးကျမတို့လိုချင်တဲ့မြင်ချင်တဲ့ federal democracy စနစ်ဆိုတာအာဏာကအပေါ်ကနေလာမှာမဟုတ်ဘူးအာဏာကအခြေခံလူထုကနေပြန်လာရမှာเนาะ ခုနလိုကျမတို့ကတာဝန်ပေးအပ်တာကဒီလူတွေကိုဒီနေရာမှာတို့တို့ဒီကြံ့ကျင်မှုရှိတယ်ငါတို့တို့ဒီနေရာမှာအုပ်ချုပ်ပေးပါဆိုပြီးတော့လူလူကတို့ကိုယ်စားအုပ်ချုပ်ဖို့အာဏာအနှင်းပေးထားတာကျမတို့ကဒီဘုံရံသူကိုတိုက်နေတဲ့အချိန်မှာကျမတို့ဂျားထဲမှာအကွဲကွဲအပြက်ပြက်တွေအဲ့လိုထပ်ပြီးတော့ဖြစ်နေအောင်မယ်ဆိုလို့ရှိရင်တော့ရန်သူစားမယ်အဲကျမတို့တော်လိုင်းကြရှုံးမယ်ပေါ့ကျမတို့တော်လိုင်းစင်ဆက်မှာမှားခဲ့တဲ့သင်ကန်းစာတွေရှိတယ်အဲ့ဒီမှားခဲ့တဲ့သင်ကန်းစာတွေကိုနောက်လူတွေကိုလည်းမပေးပါနဲ့တော့ လက်ရှိမျိုးဆက်တွေကိုလည်းအဲ့ဒီမှားခဲ့တဲ့ဟာကိုထပ်မပေးပါနဲ့တော့နောက်လူတွေဘက်ကလည်း generation တွေဘက်ကလည်းအဲ့ဒီမှားခဲ့တဲ့ဟာတွေကိုမယူကြပါနဲ့တော့နောက်ကျမတို့ကသင်္ကန်းစာကောင်းမွန်တဲ့သင်္ကန်းစာတွေကိုယူပြီးတော့ပဲအာရှေ့ဆက်ကြပါလို့တိုက်တွန်းချင်ပါတယ် ီတပတ်ဒီအချင်းချင်းကြားပြည်ပကာဖက်ဒရယ်စင်ပြင်းအချင်းကပ်ဖြစ်ရှာခြင်းပိုင်းစစ်ချုပ်ရောက်ရှိလာပါပြီအခုဒီဘိုင်းမှာကျွန်တော်ဆရာမကိုဆွေးနွေးဖို့ဖိတ်ခေါ်လိုတာကကျွန်တော်တို့ဖက်ဒရယ်ယူနစ်ဆိုဒီမှာအခုချိန်မှာ ပေါ်ပေါက်လာတာတွေ့ရတယ်တော်များရန်ကုန်အစိတ်တောင်မှဒါဖက်ဒရယ်ယူနစ်ကိုပေါ်ဆောင်ဖို့ဆူဆီနေကြတာကျွန်တော်တို့တွေ့ရတယ်ဒါမဲ့တစ်ဖက်မှာအားနေချက်ရှိတာကဥမာချင်းဥပမာဟာမျိုးကိုတွေ့ရင်ဖက်ဒရယ်ယူနစ်ပေါ်ဆောင်ရင်းနဲ့အကွေးပြေးဖြစ်ပြီးတော့မှအချင်းချင်းတွေ့နေကြတဲ့အထိဖြစ်သွားရတာမျိုးဖြစ်တယ်တစ်ဖက်မှာကောင်းချိုးကကရင်နီဟာမျိုးမှာဆိုရင်အင်အားအများစုကိုဆူဆီထားနိုင်တဲ့အခါကျတော့နိုင်ငံတကာကဒီလူတွေလုံနိုင်ပါလားဆိုတော့အကောင်းချိုးကျွန်တော်တို့မြင်ရတယ်လို့ ဒီထိမှာကကြီးမားတဲ့စုစည်းမှုတွေပေါ်ပေါက်လာနိုင်ဖို့ခွင်းလန်းပေါ်ပြန်တယ်ဆိုတော့ဒီ Federal Unit ချင်းကချင်းနဲ့ပတ်သက်ပြီးတော့မှပထမစမထောက်ခံတလားဒုတိယကျွန်တော်မေးချင်တာကဘလို့သွားသိမ့်တယ်လဲဥပမာပြောမယ်ဆိုရင် NUCC တို့ဟာမျိုးကကိုင်းလိုက်ချပေးတာမျိုးတော့မဟုတ် NUCC တို့ဟာမျိုးကနေဆုံးကိုင်းလိုက်တာမျိုးပေါ့ဘလို့ဆုံးဖြတ်ချက်ချသိမ့်တယ်ဘလို့ဆွေးနွေးမှုကတော့လုပ်သိမ့်တယ်ဆိုတဲ့အမျိုးပေါ်ဆောင်ပေးသိမ့်တယ်ဘလို့ Federal Unit ကဏ္ဍကို ထောက်ခံတယ်ဆိုရင်ဘလို့အကောင့်ထိပေါ်စီချင်လဲအဲ့ဒါအကြည့်တဝန်ဆွေးနွေးပေးပါဦးကျမတို့က Federal Democracy လို့ပြောတဲ့အခါကျရင် ခုနလိုမျိုးအရင်ဆုံးကအများကြီးပြောကြတယ်ဒီဒေါ်လာရေးက region change ဆိုတာထက် system change စနစ်အပြောင်းအလဲကိုသွားနေတယ်လို့ဒါအများကြီးကျမတို့ကိုယ်တိုင်ကြွေးကြော်နေတာပြောနေတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ကောင်းမွန်တဲ့စနစ်အပြောင်းအလဲကိုကျမတို့ဥတည်ပြီးတော့စဉ်းစားတာပေါ့အဲ့တော့စဉ်းစားတဲ့နေရာမှာခုနတုန်းကလာတဲ့ policy က top down မဟုတ်ဘူးအပေါ်ကနေလာရမှာမဟုတ်ဘူးကျမတို့ကတကယ်တိုးတက်တဲ့အတွေ့ ခုံเนาะပြုပြင်ပြောင်းလဲလုပ်ချင်တယ်ဆိုရင်အကုန်လုံးကအခြေခံလူတို့ကနေလာမှာဖြစ်တယ်အဲ့တော့ခုနလိုကိုစလိုင်းကပြောတယ်အမြဲတမ်း UNG ကလာမှာလား UNCD ကလာမှာကျွန်မခဏခဏပြန်ဖြေတယ်เนาะလာမှာအကုန်လုံးကဘယ်ရမှာဆိုအခြေခံပြန်လာရမှာ အဲ့ဒီဟာကိုကျမတို့ကအမြဲတမ်းသတိချက်နေဖို့လိုတယ်ကျမတို့လိုချင်တဲ့မြင်ချင်တဲ့ Federal Democracy စနစ်ဆိုတာအာဏာကအပေါ်ကနေလာမှာမဟုတ်ဘူးအာဏာကအခြေခံလူတို့ကနေပြန်လာရမှာနော်ခုနလိုကျမတို့ကတာဝန်ပေးအပ်တာကဒီလူတွေကိုဒီနေရာမှာသူတို့ဒီကြွန့်ကျင်မှုရှိတယ်ငါတို့တက်ဒီနေရာမှာအုပ်ချုပ်ပေးပါဆိုပြီးတော့လူလူကသူတို့ကိုစားအုပ်ချုပ်ဖို့အာဏာအနှင်းပေးထားတာ အဲ့တော့ Federal Unit တွေကိုပေါ်တဲ့အခါမှာလဲအခြေခံလူလူကသူတို့ပေါ်ဆောင်တဲ့ဟာကိုကျမကအယမ်းကြိုဆိုတယ်ဝမ်းမြောက်ဝမ်းသာတယ်နောက်တစ်ခုကကိုစလိုက်ကဥပမာနှစ်ခုပြောသွားတယ်ပေါ့နော်ကရင်နီနဲ့ချင်းကိစ္စကိုပြောသွားတယ်ကျမအဲ့ဒါလဲပြန်ပြီးတော့ပဲပြန်ဒါမင်းနဲ့လည်းပြန်ဖြေချင်တာကျမတို့မှာခုကရင်နီရဲ့နမူနာကိုအားလုံးတော်တော်များအတိမပြုလက်ခံနေနော်ကောင်းတယ်လို့ကိုလက်ခံတာ နော်နိုင်ငံတကာကလည်းမြင်တယ်ဒါဆိုရင်အဲ့ဒီကောင်းတဲ့နမူနာကိုအတိအမှတ်ပြုပြီးကျမတို့ကဘာဖြစ်လို့စင်ပွားမလုပ်နိုင်ရတာလဲပေါ့ဘာလို့မကောင်းတာတွေလိုက်ကြည့်ပါလဲကျမတို့ပြောချင်တာကို့မှာအခုအားသာနေပြီးကောင်းတဲ့နမူနာပုံစံရှိနေပြီဆိုရင်နောက်နေရာတွေမှာလည်းဒီလိုမျိုးကောင်းတဲ့အကျင့်ကြံတွေထပ်ပြီးတော့ပေါ်လာဖို့ကိုယ့်မှာကရီးနီးယားဒီဟာရှေ့ရနေပြီးတော့သူတို့လှုပ်ထားတဲ့ညံမှာကောင်းတယ်ဆိုရင်ခုနလိုအဲ့ကောင်းတဲ့ပုံစံနမူနာကိုယူပြီးတော့တခြားနေရာမှာတော့မတူညီတဲ့ဒါကြီးကတော့ ဟိုထတ်တူကြီးပေါ့နော်ထတ်တူကြရမယ်လို့မဆိုလိုပါဘူး။ဘာလို့လဲဆိုတော့မတူညီတဲ့နေမြေနေထားတွေမတူညီတဲ့နိုင်ငံရေးတွေအခြေအနေတွေရှိမယ်။ဆိုတော့အဲ့ဒီအချိန်မှာကောင်းမွန်တဲ့ Granny Data နမူနာကိုယူယူပြီးတော့ဒါကိုကြောရုပ်အဖြစ်ထားပြီးတော့ကြံတဲ့လိုအပ်ချက်ရှိနေတဲ့ဟာတွေအကုန်လုံးကိုထည့်သွင်းပေါင်းစပ်ပြီးတော့လုပ်တယ်ဆိုရင်ဥပမာအညာဒေတာပုံစံမျိုးလည်းတိထပ်ပို့ပြီးတော့ကောင်းလာနိုင်တယ်နောက်တစ်ခုထပ်ထပ်လာနိုင်တာပဲ။ဟုတ်တယ်မလား။ရှင်းဆိုလို့ရှင်လည်းပို့ပြီးတော့ကောင်းတဲ့ဟာလည်းဖြစ်လာနိုင်တာပဲ။ ဆိုတော့အဲ့ဒါကိုပဲကျမကတော့ဒီဟာကိုပြောချင်တယ်အဲ့တော့မကောင်းတာတွေကိုမစဉ်းစားပါနဲ့ကျမတို့မှာကောင်းတဲ့နမူနာရှိပြီးသားဖြစ်တဲ့ကြောင့်မလို့အဲ့ဒါကိုပဲဒီထက်ပိုပြီးတော့ပို့ဖို့ကောင်းအောင်လို့ထပ်ဆင့်ပွားပြီးတော့လှုပ်ဆောင်ပါလို့အပဲကျမတင်ပြချင်တယ်အဲ့တော့ကျမတို့လည်းအမြဲတမ်းနိုင်ငံတကာမေးခွန်းမေးတဲ့အခါမှာနေတို့မှာနမူနာကောင်းတွေရှိပြီလားလို့ပြောရင်ကျမတို့လည်းအဲ့ဂရင်းဒီကိစ္စကိုနမူနာကောင်းတွေနဲ့အထက်သင်းဖြေချားလေးရှိတယ်ပေါ့နော်ဖြေချားလေးရှိတဲ့အခါမှာအခုလည်းကျမဒီနေရာမှာပြန်ဖြေချင်တာဂရင်းဒီကကောင်းမွန်တဲ့ပုံစံရှိတယ်ဆိုရင်အဲ့ဒါကိုအတိအမှတ်ပြုပြီးတော့ကျမတို့ကဒါကိုနမူနာယူ ီပြီးတော့ကျမတို့ဒေသတွေမှာပို့ပြီးတော့ကောင်းမွန်တဲ့ဟာမျိုးကိုတိစောက်သွားတယ်ဆိုရင်ကျမတို့ကပို့ပြီးတော့အောင်မြင်လာပွဲရရှိတယ်လို့တင်ပြခြင်းတယ်အဲ့တော့ကျမပြန်ပြေရရင်အာနာကအခြေခံကနေလာတဲ့အာနာကိုပဲကျမပို့ပြီးတော့ဖြစ်စေခြင်းပါတယ်ဒါကိုလည်းကျမတို့ကမျှော်မှန်းပြီးတော့တော်လိုင်းရင်းဆင်းနေနေတာ ဆက်နေအပြောင်းလဲကိုသွားနေတာဖြစ်တဲ့ကြောင့်မလို့အဲ့ဒီတိုးတက်တဲ့ကျမတို့ရဲ့ဆက်နေပြောင်းဒီကောင်းမွန်တဲ့အပြောင်းလဲကိုသွားတဲ့နေရာမှာတော့ဘယ်ဟာပဲလာလာအခြေခံလူလူကနေပေါ်ဆောင်တဲ့အခြေခံကနေလာတဲ့ဟာကိုအာကျမပို့ပြီးတော့မြင်ချင်ပါတယ်လို့အဲ့ဒါကိုတင်ပြချင်တယ်အဲ့မှာမှာကျမတို့ကဒီထက်ပို့ပြီးတဆင်ပေါ့နော်ခုနလိုမျိုးပို့ပြီးတော့ Federal Democracy ခိုင်မာတဲ့စနစ်ကိုပို့ပြီးတော့အခြေခံအုံမြင့်ချပြီးသွားတဲ့နေရာမှာအခြေခံကနေတက်လာပြီးတဲ့အခါကျရင်ဗဟိုနဲ့ပြီးနေအစိုးရကြီးကြားထဲမှာနောက်တဆင်ပေါ့ ဒီပညာရေးကဏ္ဍမှာအာဏာဘယ်လိုခွဲဝေမှာလဲ၊ကျန်းမာရေးကဏ္ဍမှာဘယ်လိုအာဏာခွဲဝေမှာလဲ၊လုံသားဈေးကွက်စီမံခန့်ခွဲမှုမှာဘယ်လိုအာဏာခွဲဝေကြမှာလဲဆိုတဲ့ဟာကတော့နောက်တစ်ဆင့်ထပ်ပြီးတော့ဒီအခြေခံအုတ်မြစ်ပေါ်ကနေဆက်ပြီးတော့တိဆောက်သွားလို့ရပါတယ်လို့ကျွန်မအနေနဲ့ပြောချင်ပါတယ်။ဟုတ်ကဲ့အဲ့ဒါဒီကျွန်တော်ဘာဖြစ်လို့ guideline လို့သလားဆိုတဲ့ဟာ micro media ကိုဒီကျွန်တော်ဆာမကိုဥပမာတစ်ခုနဲ့တင်ပြလို့ဟာရှိပါအဲ့ဒါပါလဲဆိုကျွန်တော်ချင်းအကွေးပြေးမဖြေခင်မှာကျွန်တော်တို့ဒီအဒရင်းကြကြနဲ့လေးလာခွင့်ရခဲ့တာပေါ့နော်ပါဝင်ပူပေါင်းခွင့်ရခဲ့အဲ့ ဲ့ချိန်မှာ2020ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တချို့ကဒါပါတီရဲ့လိုင်းညွန်ချက်ပါဆိုမှတချို့ကဏ္ဍကိုလုံးဝအရှုံးမပေးသေးတာရှိတယ်။ဒါကရင်ညီမှာလည်းဖြစ်ခဲ့တဲ့အတွက်အဲ့အင်အားစုကနှချမ်းတောင်ဖြစ်သွားတယ်ဆိုတဲ့အမျိုးကျွန်တော်တို့လေ့လာတွေ့ရှိရတယ်။ဆိုတော့ဒါကတော့ NL ပါတီရအမှားလားသုံးမဟုတ်ပါခွန်မလဲကိုစလီတွေကပါတီပေါ်တိစာခံလို့မှုရအမှားလားဆိုတော့ကျွန်တော်တို့ပြောနိုင်ဘူးဒါပေမဲ့အဲ့ဒီ line ညွန်ချက်ကကျွန်တော်တို့အပြင်ကလူတွေလေးလာခွင့်မရပြန်ဘူး တော်တော်အိမ်မှာကျွန်တော်တို့တတိထားရတာက civilian supremacy account တွေပေါ်ရမယ်2020ရွေးကောက်ခံကိုယ်စားလှယ်တွေပဲဝန်ကြီးချုပ်ဖြည့်ရမယ်ဆိုတဲ့ဟာမျိုးလိုင်းညွန့်ချက်ပုံစံပါတဲ့သဘောမျိုးနဲ့ဆွေးနွေးမှုကိုကျွန်တော်တို့တွေ့ရအောင်အနောက်ပြမအဲ့ဒီမှာအားနည်းချက်နေတဲ့ဒီအောက်ခြေကနေလာတဲ့ဟာမျိုးဆိုတော့ Sky Forum ဟာမျိုးနဲ့ Sky Federal Uni ဆိုမှာအကွေးပြည့်ကြီးကြီးဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ဂိုင်တွေ့ရမယ့်မူမရှိဘူးဘလို့ပြည့်အဆူစီကြမယ်လဲဆိုတဲ့ဟာမျိုးမရှိဘူးချင်းအုပ်စုလည်းအဲ့လိုဖြစ်နေလာတဲ့အချိန်မှာ စူစီရမယ်လိုင်းညွန်ချင်မရှိဘူးအဓိက အဲ့ဒီဟာမျိုးပြဿနာတွေလည်းတစ်ဖက်မှာရှိနေပြန်တဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ guideline အစိမ့်ပေါ့မူဝါဒမဟုတ်ဘဲနဲ့ဒါဒီတိုင်းလုပ်ကိုလုပ်ရမယ်ဆိုတဲ့ဟာမျိုးဆိုတာတည်း guideline အစိမ့်ကျွန်တော်တို့ရှိမှာရှိသိမ့်တလား NUCC ကမလုပ်ပေးဘူးဆိုရင်တော့မှပညာရှင်က draft လုပ်ပေးပြီးတော့မှဒါကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေကြာအကြမ်းအားဖြင့် Federal Junior Accountant ဖော်မယ်ဆိုဒီ guideline လေးတော့ line နာကြဖို့လိုလေဆိုတဲ့ဟာမျိုးတွေပေါ့နော်ဒီဟာလုပ်သလားမလို့ပဲတဲ့ဒီတိုင်းထားမယ်ဆိုရင်အခုပြောမယ်ဆို၅နှစ်အတွင်းမှာ Federal Junior ထွက်လာနိုင်တာကောင်းကောင်းနဲ့ ဲ့ထွက်လာနေတဲ့တာကရှင်ကြီးပဲရှိနေသေးတယ်ကြံတဲ့ဟာကယုံရင်းခံစဖြစ်နေသေးတဲ့ခါကျတော့ဒါမျိုးတွေလုပ်ငန်းပုံမြန်ဆန်နိုင်ဖို့အတွက် Federal Unit Country ပေါ်မှုလုပ်ငန်းပြပါကောင်းလာနိုင်ဖို့အတွက်ဘာလိုအပ်တယ်လဲရှမ်းမနေနဲ့ဘာကြံပြုချင်းနံပါတ်၁ချက်ကကျွန်တော်တို့အားလုံးသတိချရမယ်ဟာပေါ့နော်ကိုယ့်ကိုယ်ကိုလည်းသတိပေးနေရမယ်ဟာကပါလဲဆိုလို့ရှိရင်ငါတို့မညီညွတ်ရန်သူစားမယ်ပဲနော်ကျွန်တော်တို့ကညီညွတ်ရေးရလဲပြောနေကြတော့နှစ်ပေါင်းတော့တော်တော်ကြာပြီပေါ့နော်ကျွန်တော်တို့မညီညွတ်သမျှကာလပတ်လုံးကျွန်တော်တို့ရဲ့အဲ့ဒီရန်သူစစ်တပ်ပေါ့နော်အားလုံးလည်းသိကြတယ်ကျွန် ောင်းကောင်းမွန်တဲ့နိုင်ငံရေးစနစ်ကိုတကယ်ကိုအခြေခံအုံမြင်နေတိဆောက်ခြင်းတဲ့အချိန်မှာကျမတို့ရဲ့တကယ်ကိုမဟာတိုင်းအဖြတ်မောက်ဖြစ်နေတာကစစ်တပ်ပဲပေါ့နော်သူတို့ရှိနေတာဖြစ်တဲ့ကြောင့်မလို့ဘရောမှမြန်မာနိုင်ငံမှာကောင်းမွန်တဲ့တကယ်နိုင်ငံရေးခိုင်မာတဲ့အခြေခံအုံမြင့်ကိုမချနိုင်သေးဘူးယနေ့အချိန်ဒီမချနိုင်သေးတာဆိုတော့အဲ့ဒီလိုမျိုးကျမတို့ကဒီဘုံရန်သူကိုတိုက်နေတဲ့အချိန်မှာကျမတို့ကြားထဲမှာအကွဲကွဲအပြက်ပြက်တွေအဲ့လိုထပ်ပြီးတော့ဖြစ်နေအောင်မယ်ဆိုလို့ရှိရင်တော့ရန်သူစားမယ် အဲကျွန်တော်တော်လိုင်းကြရှုံးမယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့အားလုံးလိုချင်သလားဆိုတဲ့ဟာကိုပဲကိုကိုကိုရိုးရိုးသားသားမိကွန်းထုတ်ကြပါကျွန်မကိုယ်တိုင်လည်းကိုကိုကိုမိကွန်းထုတ်ဖို့လိုတယ်ငါတို့မညစ်ညွတ်ချင်ဘူးလားရန်သူအနိုင်ခံမလားပေါ့ ဟာအဲ့ဒါကိုတော့အားလုံးကျမတို့စဉ်းစားမယ်ဒါနံပါတ်၄ချက်နံပါတ်၄ချက်ကဘာလဲဆိုရင်ခုနပြောတဲ့ဒီ guideline တွေပေါ့ကျမတို့ကနိုင်ငံရေးဂရိကိုတွေရှိခဲ့ပါတယ်ထုတ်လိုက်တဲ့ကျမတို့မဟာဗျူဟာတွေလည်းအများကြီးပါเนาะအပြင်ထားတာအများကြီးပဲ strategy တွေလားเนาะဗျူဟာနီးဗျူဟာအမလေး tactics အထိအကုန်လုံးရှိကြပါတယ်ရိုးရိုးသားသားပဲဖြေကြရအောင်အဲ့ဒါတွေလိုအပ်နေတာလားအချင်းချင်းကြားထဲမှာခုနလိုမျိုးယုံကြည်မှုနဲ့အပြန်လာအသိပပြမှုလိုအပ်နေတာလားရိုးရိုးသားသားပဲဖြေကြပါပေါ့အဲ့ဒီအကွဲပြဲတွေက guideline မရှိလို့မဟုတ်ပါဘူး ဟိုလူခွေကြီးညာစာတန်းကတကဘာလုံးကနော်တကဘာလုံးကဒါကိုအခြေခံစည်းမျဉ်းအနေနဲ့လူတိုင်းလိုက်နိုင်ရမယ်လို့ပြောထားတဲ့ဟာလူခွေကြီးညာစာတန်းနော်ကျမတို့အားလုံးလည်းဒါဆော်ရကြီးပေါ်မှာကိုရှိတာဒါပေမဲ့အဲ့ဒီလူခွေကိုတပ်ဝင်ယုံကြည်မှုမရှိတဲ့အခါမှာအခုကျမတို့တဲမှာလူတိုင်းလူတိုင်းကလူခွေကိုလေးစားတန်ဖိုးထားလိုက်နာနေပြီလားပေါ့ဂိုက်လိုင်းမရှိဘူးလားလို့မင်းလူခွေနဲ့ပတ်သက်ဂိုက်လိုင်းရှိတယ်လေ ါမဲ့အဲ့ဒီကျွန်တော်တို့အားလုံးဒါကြားထဲမှာလူအခွင့်အရေးကိုလေးစားလိုက်နာတဲ့ရည်ကြီးမှုထုံကားနေပြီလားပေါ့နော်အဲ့ဒါကိုလည်းရိုးရိုးသားသားပဲပြန်ဖြေကြပါလို့ပဲပြောချင်တယ်နောက်တစ်ချက်က guideline တွေစီမင်းစည်းကမ်းတွေနော်တကယ်ဂရိကဝိတွေလားရှိပါတယ်နော်ခုနကလိုမျိုးယုံကြည်မှုနဲ့နော်ငါတို့ညီညွတ်မှရမယ်ငါတို့လုံခြုံမှရမယ်လို့အဲ့ဒီလိုမျိုးခံယူချက်နဲ့အထူးသဖြင့်တော့ဥဆောင်တဲ့သူတွေကြားထဲမှာရိုးရိုးသားသားပဲဖြေကြပါအဲ့ဒါလိုအပ်နေလို့ကွဲပြဲနေတယ်လို့ပဲ အဲကျမလည်းရိုးရိုးသားသားပဲတုံးသက်ချင်ပါတယ်တကယ်ကိုကပြောမယ်ဆိုလို့ရှင်ကျမတို့ဖွဲ့စည်းအသီးသီးနဲ့လူပုဂ္ဂိုလ်တွေမှာကျမတို့အလုပ်တွဲလုပ်ကြည့်တဲ့အခါမှာတကယ်ကိုတော်တယ်နော်အထူးသဖြင့်ကျမတို့ရဲ့ next generation တွေဆိုရင် တတော်အတွေးခေါ်ရလဲတော်ကြတယ်ဘာသာစကားအစနီးပညာကားအစအကုန်လုံးကတော်ကြတယ်အဲ့တော်ကြတဲ့နေရာတွေကိုကျမတို့ကတကယ့်ကိုကောင်းမွန်တဲ့နေရာမှာနေရာတွေပေါ့နော်အားလုံးကိုနေရာပေးတောင်းရင်ယူခိုင်းပြီးတော့အာဏာတွေခွဲဝေကျင့်သုံးကြမယ်တကယ်ကိုအပြန်အလှန်အတိမတ်ပြုပြီးတော့လုပ်ကြမယ်ဆိုရင်ကျမတို့မအောင်မြင်နိုင်စရာမရှိပါဘူးအဲ့တော့ guideline လားဆိုတော့ guideline ပြဿနာမဟုတ်ပါဘူးအဲ့အနောက်မှာရှိတဲ့ နိုင်ငံရေးအယုံကြည်မှုနိုင်ငံရေးအအပြန်လန်အတိမတ်ပြုလေးစားမှုလိုအပ်နေချင်တာဖြစ်တယ်လို့ပဲကျွန်မပြန်ဖြေချင်ပါတယ်။ဆိုရင်ဒီအပိုင်းရဲ့နောက်ဆုံးမေးခွန်းနေလည်းကျွန်တော်မေးချင်တာ ဒါတွေကကျွန်တော်တို့တကယ်လို့ဒါဒီလိုနိုင်ငံကြီးရဲ့ရုံရှင်မှုမတည်ဆောက်နိုင်ဘူးအချင်းချင်းပူးပေါင်းဆောင်ရွက်မှုပိုင်းမှာအာဏာပြုမကူလူရှင်တာပဲစီတန်းတင်ကြတယ်ကိုအဖွဲ့အစည်းအားကောင်းယူဦးစားပေးကြတယ်ဆိုတဲ့ဟာမျိုးဆိုရင်ရုတ်တရက်မြောင်းနိုင်တို့အိုးဆူအပ်ပြုလေးတွိုင်းတော်မှာကျွန်တော်တို့ဒီဟာကကျွန်တော်တို့အတွက်အန်ဒရီရှိတဲ့အနေထားဖြစ်နိုင်ချေလာလာရှိတယ်ဆိုတော့ ဆရာမတို့ဒီဘိုင်းနဲ့ဆွေးနွေးအနေကိုချုပ်စီချင်တာကဒီဟာကတော်လှန်ရေးအတွက်အန်ဒရီကြီးတလို့ကျွန်တော်တို့သွားချင်တဲ့ဖက်ဒရယ်နဲ့ကိုင်ရီမူရှိရလားတကူကောင်းဆန်မှုအပါဝင်တင်ကျွန်တော်တို့ပြင်ဆင်ရမယ့်အပိုင်းတွေပေါ့နော်ဒါဆရာမအနေနဲ့ပို့ပြမချစ်တူဝင် ထုတ်ပြန်ဝေဖန်ပြဖို့တအကြံပြုပြဖို့နဲ့ဒီဟာကနေဘယ်လိုရုံးထွက်လာပြီးမှဆူဆီးတဲ့အင်အားတိဆောက်ကြမယ်ဆိုတဲ့အပိုင်းကိုဆွေးနွေးကြံပြုပြပါမယ်။ဟုတ်ကဲ့အားလုံးလည်းပြောကြတယ်နိုင်ငံတကာကလည်းအတိမပြုကြတယ်ဒီဒေါ်လာရေးကလည်းဘယ်တုန်းကမှမရှိခဲ့တဲ့ညှဉ်းညွတ်ညှဉ်းညွတ်မှုပေါ့ရခဲ့တဲ့ဒေါ်လာရေးဖြစ်တယ်ဆိုတာကိုတော်တော်များအတိမပြုကြတယ်နိုင်ငံတကာနဲ့စကားပြောတဲ့အချိန်မှာလည်းသူတို့ကအဲ့ဒါကိုပြင်အောက်ဆိုက်တာပေါ့နော်မြန်မာနိုင်ငံသားမဟုတ်တဲ့အောက်ဆိုက်တာတွေနဲ့သူတို့အဲ့ဒါကိုသုံးသပ်ကြတယ်ကျွန်တော်တို့ဒေါ်လာရေးအစမှာလည်းအားလုံးကအပေးယူတက်တက်နဲ့ ဲ့တော်တော်လိုကြတာဒါပေမဲ့နောက်ပိုင်းမှာဘာဖြစ်သွားလဲဆိုရင်ခုနလိုမျိုးဒီအာနာပေါ့နော်အာနာကိုခုနလိုလူပုဂ္ဂိုလ်တဦးတယောက်ကတော့လကောက်အဖွဲ့အစည်းတစ်ခုတည်းကတော့လကောက်ချုပ်ကင်ထားခြင်းနဲ့ဟာမျိုးတွေပို့ပြီးတော့ဖြစ်လာရင်ဘာဖြစ်လဲဆိုရင်အဲ့ဒါထုံးစံပဲပေါ့နော်ကျမတို့ဒီလိုအကွဲအကွဲအပြည့်ပြည့်တွေကဖြစ်လာကြအောင်မှာပဲဆိုတော့ဘာဖြစ်လို့လဲဆိုရင်အဲ့မှာကဟိုယုံကြည်မှုနဲ့အတူတခါလေတွဲပါသွားတာဖြစ်တဲ့တည်းကြမလို့အဲ့ဒါကြောင့်မလို့ကျမတို့အခုရိုးရိုးရှင်းရှင်းလေးပါကျမတို့ဒီတော်လန်ရေးရှုံးလို့မရဘူးနိုင်မဝရမှာ နိုင်မကိုရမှာတခြားရွေးချယ်စရာတော့မရှိဘူး။အခုနိုင်မရမှာဆိုရင်ဒီမှာကျမအပါဝင်ပဲတော်လိုက်အဖွဲသားတူအနေနဲ့ကျမတို့အားလုံးတည်နေတာကဘာလဲဆိုရင်ငါတို့တွေညင်ညွတ်မှုအားနေနေတယ်။ဒီတဲ့ပို့ပြီးတော့ညင်ညွတ်မှရမယ်ဆိုတော့ကျမတို့ကိုယ်၌ကိုယ်ဟာတည်တယ်။ဒါပေမဲ့ကျမတို့ကအဲ့ဒီညင်ညွတ်မှုအတွက်ကိုကျမတို့ကိုယ်၌ကိုယ်ဟာလူပုဂ္ဂိုလ်တူတယောက်ချင်းစီအဖွဲစည်းတိုင်းကကိုအောင်မကြင်ကြံနိုင်နေကြတာပြဿနာဖြစ်တယ်လို့ပြောချင်တယ်။အဲ့တော့တော်လိုက်အစကနဦးကိုပြန်ကြည့်နော်။တော်တော်ကိုဒီတော်လိုက်ရေးက တော်လိုင်းကြီးတွေအားလုံးထဲမှာစူသီးညီညီမှုအားအကုန်ဆုံးဖြစ်တယ်ဆိုတဲ့ဟာကိုအဲ့ဒါကိုကောင်းမွန်တဲ့ဟာကိုအားလုံးကပြန်ပြီးတော့အတုံးချပြီးတော့ဒါကိုကျွန်တော်တို့ပြန်ဆွဲယူပြီးတော့အားလုံးကရှေ့ဆက်ချီတက်ဖို့လိုတယ်ဆိုတာကိုပြန်ပြီးတော့ကျွန်တော်တို့တိုက်တွန်းခြင်းတယ်ပေါ့နော်တိုက်တွန်းခြင်းတယ် အဲ့တော့တော်လိုင်းအစခဏကူလုံးအောင်လို့ပဲကျမတို့အားလုံးညီညီညွတ်ညွတ်နဲ့ပြန်သွားကြဖို့လိုတယ်မဟုတ်ရင်ကျမတို့ကွဲလေလေရန်သူပူအားတာလေလေပဲရန်သူပူပြီးတော့နိုင်မယ်ပေါ့နောက်တစ်ခါကျတော့ပါလဲဆိုရင်ကျမတို့ကမင်းအွန်လိုင်းနဲ့သူ့ရဲ့စက်တက်ကိုရင်သူ့ရဲ့စစ်အုပ်စုကိုရင်ပြောင်းလဲတာမဟုတ်ဘူးစနစ်အပြောင်းလဲဒါကစနစ်အပြောင်းလဲကိုလုပ်နေတာဖြစ်တယ်ဆိုရင်စနစ်အပြောင်းလဲမှာကပို့ဆိုးတာပေါ့နော်ဒီဟာကတိဆောက်ယူရတာဖြစ်တယ်ဒါနေချင်းညချင်းတိဆောက်လို့ရတဲ့အမျိုးမဟုတ်ဘူးစနစ်အပြောင်းလဲကတော့အချိန်ယူရတယ်ပို့ပြီးတော့နားလည်မှုတွေ ယုံကြည်မှုတွေပါတာဖြစ်တဲ့ကြောင့်အချိန်ကြာလည်းတယောက်ကြားထဲမှာလည်းပို့ပြီးတော့စိတ်ရှည်တိခံကြရမယ်နားလည်မှုတွေပို့ယူကြရမယ်ပေါ့ဒါပြတဲ့တိုင်းတစ်ထဲမှာလည်းပါလဲဆိုရင်ကျမတို့အားလုံးသတိချက်ရမှာကပါလဲဆိုရင်ရန်သူကနေတိုင်းသူ့အလုပ်သူလုပ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ तू ကဒီမိုကရေစီကို तू ကလေးစားလိုက်နာစရာမလို့ဘသူရဲ့သဘောတူညီချက်မှယူစရာမလို့နော်အဲ့တော့ तू ကသွားနေတာသူ့ရဲ့လမ်းပြမြေပုံအတိုင်းပဲ तू ကသွားတယ်ဘာလို့ဆိုတော့ तू ကအာနာရှင်ကိုအာနာရှင်ဖြစ်တဲ့ကြောင့်မလို့ तू ကတော့ဘသူ့ကိုမှထက်သွင်းစဉ်းစားစရာမလို့ပဲ तू ကသွားနိုင်တယ် ဒါပေမဲ့ကျမတို့ကြားထဲမှာကကျတော့ဒီမိုကရေစီကိုလည်းတစ်ပိုင်းတစ်ထဲမှာတော်လိုင်းရေးလုပ်ရင်းနဲ့ပေါ်ဆောင်ရတယ်ဒီမိုကရေစီဆိုတာကြတယ်လीနော်ဆိုတော့အားလုံးရဲ့အတန်တွေကိုစုစည်းရတယ်ညီညွတ်အောင်လုပ်ရတယ်ဆိုတော့အဲ့ဒီလုပ်ငန်းစဉ်ကကြတယ်လုပ်ရတယ်ဆိုတော့အဲ့ဒီအချိန်မှာကျမတို့ကရန်သူကတော့ तू ကမြန်မြန်ဆန်ဆန်သွားနိုင်တယ်ဘာလို့ဆိုတော့ तू ကအာဏာရှင်ဖြစ်တယ်ဟဲ့ तू ကဒီမိုကရေစီစံတရားမလို့တဲ့အကြောင်းဒါပေမဲ့သို့တော့ကျမတို့ကစစ်တပ်နဲ့မတူကျမတို့ဒီမိုကရေစီသမားတွေဖက်ဒရယ်ဒီမိုကရေစီသမားတွေလို့ပြောတဲ့အခါမှာတပြိုင်တည်းထဲမှာလည်းဒီအယူဝါဒအတွေးအခေါ်တွေကိုကြင်ညာအားထုတ်ရတာဖြစ်တဲ့အကြောင်းမလို့ ကျမတို့ကသူတို့ထပ်ပို့ပြီးတော့အချိန်ကြာကြာယူရတယ်တိဆောက်ကြရတယ်ဆိုတော့အဲ့ဒီအခါမှာတော့ဟာတချို့ကနောင်နေမှုပေါ်မှာအားမလို့အားမရတာကြီးလည်းရှိမယ်စိတ်ပြက်တာကြီးလည်းရှိမယ်ဒါမဲ့သူတို့ကဒါကူကဒီမိုကရေစီဖက်ဒရယ်ဒီမိုကရေစီလုပ်ငန်းစဉ်ဖြစ်တယ်အဲ့ဒီအပေါ်မှာကျမတို့ကပို့ပြီးတော့ကိုယ့်ရဲ့ရဲဘော်ရဲဘက်ခြားထဲမှာကိုတိဆောက်နေတဲ့တော်လိုင်းကိုတိဆောက်နေကြတဲ့သူတွေအချင်းချင်းစနစ်အပြောင်းလဲကိုလုပ်နေကြတဲ့သူတွေအချင်းချင်းပို့ပြီးတော့မှကျမတို့ကခုနလိုမျိုးကိုယ့်ရဲ့အတ္တတွေကိုရှော့ ပြီးတော့ငါပဲမှန်တယ်မဟုတ်ပဲねဒီစုံလင်ကွဲပြားမှုကပို့ပြီးတော့အတိတ်ပဲရှိတယ်လှပတဲ့နော်တကယ်လို့ဒါကလှပခြင်းအကြောင်းတရားတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုလက်ခံပြီးတော့ကျမတို့အားလုံးကစူးစိမှုနဲ့တွားနိုင်မယ်ဆိုရင်ကျမတို့က တကယ်ကိုကောင်းမွန်တဲ့မြန်မာနိုင်ငံကတကယ်တမ်းပြောရင်ဒီစုံလင်ကွဲပြားမှုကြောင့်မို့လို့ကြန့်ကြာနေတာဖြစ်တယ်လို့ဒါပေမဲ့အဲ့ဒီစုံလင်ကွဲပြားမှုကိုပဲအာသာချက်ဖြစ်ပြောင်းယူနိုင်ရင်ဆိုရင်တကယ်ကိုလှပတဲ့နိုင်ငံတစ်ခုဖြစ်မယ်ဘယ်နိုင်ငံမှမမရှိတဲ့ Federal Democracy စနစ်ကိုထူထောင်နိုင်မယ်လို့ကျွန်မအနေနဲ့ပြောချင်တယ်နောက်နောက်တစ်ခုသတိချက်ရမှာကကျမတို့တော်လိုင်းစင်ဆက်မှာမှားခဲ့တဲ့သင်ခန်းစာတွေရှိတယ်။အဲ့ဒီမှားခဲ့တဲ့သင်ခန်းစာတွေကိုနောက်လူတွေကိုလည်းမပေးပါနဲ့တော့ လက်ရှိမျိုးဆက်တွေကိုလည်းအဲ့ဒီမှားခဲ့တဲ့ဟာကိုထပ်မပေးပါနဲ့တော့နောက်လူတွေဘက်ကလည်း generation တွေဘက်ကလည်းအဲ့ဒီမှားခဲ့တဲ့ဟာတွေကိုမယူကြပါနဲ့တော့နောက်ကျမတို့ကသင်္ကန်းစာကောင်းမွန်တဲ့သင်္ကန်းစာတွေကိုယူပြီးတော့ပဲအာရှေ့ဆက်ကြပါလို့တိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးများရှင်ပါတယ်ဆရာမဟုတ်